်မင်္ဂလာပါရှင်ရန်ကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်စစ်ရုံးကျုံနဲ့အီလာလီတပ်ပြင်မင်းအောင်လိုင်းနေအိမ်ကိုပါ drone 28စင်းနဲ့တိုက်ခတ်ခဲ့ပြီးမင်းအောင်လိုင်းရှိတဲ့နေရာတန်းကို drone နဲ့တိုက်ခိုက်မယ်လို့ကြွေးကြော်သတိပေးလိုက်ပါတယ်ရွယ်ကျယ်မြို့ကစစ်ကောင်စီရုံးတွေနဲ့ဌာနဆိုင်ရာရုံးတွေကိုချိန်ပစ်လိုက်ပြီး KIO KIA ရဲ့အုတ်ချုပ်ရေးကိုတရားဝင်စတင်လိုက်ကအကြမ်းဖက်စစ်တပ်ရဲ့ဝါစိမ်းတွေလမ်းတွေကိုဖျောက်ချလိုက်တဲ့တဲ့ရင်ပါဝင်နောက်ဆုံးရတဲ့တဲ့ရင်တွေကိုတင်ဆက်ပေးပါမယ်ရှင် အခုပထမဆုံးတက်ဆက်ပေးခြင်းတဲ့တဲ့ဘောက်ကတော့နေပြည်တော်ကိုဒရုန်းနဲ့တိုက်ခိုက်တဲ့စစ်စင်ရေးမှာ စီအောင်ကျုံနဲ့အေလာလီတပ်ပြင်မင်းအောင်လိုင်းနေကိုပါပြစ်မှတ်အဖြစ် drone 28စင်းနဲ့တိုက်ခတ်ခဲ့တယ်လို့ Cloud Drone အဖွဲ့ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပြပါရတယ်။ April 4ရက်နေ့မနေ့ပိုင်းချိန်က နေပြည်တော်ကအကြမ်းဖက်စစ်ကောင်းဆောင်မင်းအောင်လိုင်းနေကို drone လေးစီးစစ်ရုံးချုပ်ကို12စီးနဲ့အေလာလီစိတ်ကို12စီးအသုံးပြုတိုက်ခတ်ခဲ့တာဖြစ်တယ်လို့ Cloud Drone အဖွဲ့ရဲ့တာဝန်ရှိသူကပြောပြပါရတယ်။ဒီလိုတိုက်ခတ်ခဲ့ရမှာ ဒရုန်းလေယာဉ်တွေကိုပြန်လည်ခုံချင်းမပြုတ်ပဲတခါတည်းထိုးစိုက်ကဘုံကျဲချထားရတာဖြစ်တယ်လို့လည်းသိရပါဗျ။တက်ခတ်မှုအတွင်းမှာမင်းအွန်လိုင်းအင်ကိုတက်ခတ်ရတဲ့နဲ့ပတ်သက်လို့ Close Drone အဖွဲ့ကတာဝန်ရှိသူကအခုလိုပြောပြပါဗျ။ကတော့လေမင်းအောင်လိုင်းပဲနေရာပဲရှိရှိမင်းအောင်လိုင်းရှိတဲ့နေရာကိုဘီတုကကွယ်ရေးတပ်သားတွေကအာလုံမှာပဲအဲဒီလောက် ရရဆက်ဆက်ကလေးတငယ်မရှောင်ဖုံးကြီးเจ้าမရှောင်အားလုံးကိုပြည်သူလူထုကိုဟိုဒီလောက်ကြီးထီလူမျိုးတုံးတက်ဖြတ်နေတဲ့မင်းအွန်လိုင်းပြေးเสียနေရမရှိတော့အဓိကဒီမှာလောက်ခဲ့တာကတော့စစ်ရုံးကို72စီမင်းအွန်လိုင်းကို၄စီအေးလေးစိတ်กว่า72စီ အောက်ကွေးမှုရှိရလေနေနေနုံနုံမမဟုတ်တာအများကြီးပဲဆော်တာလေအဲ့ဒီတိုက်ခတ်မှုတွေတဲကအေလာလေထဲမှာစစ်သား2ဦးဟာသေဆုံးသွားခဲ့ပြီးလေးဦးဟာဒဏ်ရာရရှိခဲ့သလိုစစ်ရုံးချုပ်အတွင်ကြက်ရောက်ပေါက်ကွဲမှုမှာလည်းစစ်တီနဲ့အရာရှိ17ဦးဟာဒဏ်ရာရရှိခဲ့ပြီးခမ်းမဆောင်ရဲ့ခေါင်းမိုးဟာပျက်စီးခဲ့လို့လည်းသိရှိရပါတယ်အကြက်ဘက်စစ်ကောင်စီတပ်ဘက်ကတော့ drone တွေနဲ့တိုက်ခတ်မှုကြောင့်လူနဲ့အဆောက်အုံထိခိုက်မှုမရှိဘဲ drone တွေကိုပစ်ချနိုင်ခဲ့လို့လိမ့်လေသတင်းထုတ်ပြန်ထားပါတယ်နေပြည်တော်ကို drone တွေနဲ့တိုက်ခတ်ခဲ့တဲ့စစ် စ်စင်ရေးကို Shot to Wall နိပညာတက်ဖွဲ့ Clock Team Power of Bubble POE တက်ဖွဲ့တော်ဝခံပြည်သူ့ကာကွယ်တရင်အမှတ်3932တက်ခွဲတင်နဲ့ Orion Drone Team တို့ဟာပူပေါင်းလှုပ်ဆောင်ခဲ့တာဖြစ်ပြီးအသေးခံ drone 28စီးကိုကျဲချတိုက်ခတ်ခဲ့တာဖြစ်တယ်လို့ Clock Team တက်ဖွဲ့ရဲ့တာဝန်ရှိသူကပြောပြပါရရှင်။ တဆက်တည်းတင်ဆက်ပေးခြင်းတဲ့တဲ့တဲ့ပုတ်ကတော့မနေ့ကနေပြည်တော်ကို drone နဲ့တိုက်ခိုက်မှုအပြီးမှာပြည်ပတ်တိုင်းကိုမှတ်ပုံတင်ထားလို့ရပြီလို့ NUG ကာကွယ်ဝန်ကြီးဦးရင်မွန်ကလူမှုကွန်ရက်ကနေတစဉ်ထုတ်ဖော်ပြောဆိုလိုက်ပါတယ် drone စစ်စင်ရေးဟာခီးရှည်ရဲ့ပထမဆုံးအတွေ့အကြုံဖြစ်ပြီး drone မှာပါတဲ့ပြင်းအားနဲ့ပောက်ကွဲအားဟာ တရခုံမမရှော့တိုင်းတို့တဲ့20ရာခိုင်နှုန်းပိုပြင်းတယ်လို့လည်းရေးသားထုတ်ဖော်ထားပါတယ်။မနေ့ကနေပြည်တော်ကိုဒရုန်းနဲ့တက်ခတ်တဲ့စစ်စေးမှာ နေပြည်တော်စီယုံကျောင်းအေလာလီတဲ့နဲ့မင်းအောင်လိုင်ရဲ့နေအိမ်တို့ကိုဒရုန်း28စီးနဲ့တက်ခတ်ခဲ့တာဖြစ်ပြီးစစ်တပ်က2ဦးသေဆုံးက15ဦးဒဏ်ရာရှိခဲ့လို့လည်းသိရှိရပါတယ်။ဒရုန်းတွေဟာအလွန်ဖြတ်တောက်အားနဲ့အင်အားကောင်းမွန်ဂျမ်ဘာကွန်ရက်တွေကိုဖြတ်ကျော်ကအေလာလီတဲ့နဲ့စီယုံကျောင်းအတွင်းကိုကြားရောက်ပောက်ကွဲခဲ့တာဖြစ်တယ်လို့လည်းသိရပါတယ်ရှင်။ ကချင်ပြည်နယ်တရင်တပောက်ကိုတင်ဆက်ပေးကြပါရယ်။ကချင်ပြည်နယ်မုံမောက်မြို့နယ်တရုတ်မြန်မာနယ်စပ်မြို့ဖြစ်တဲ့လွယ်ကျယ်မြို့ကစစ်ကောင်စီရုံးတွေနဲ့ဌာနဆိုင်ရာရုံးတွေအားလုံးကိုမနစ်ကချစ်ပစ်လိုက်ပြီး KIO KIA ရဲ့အုပ်ချုပ်ရေးကိုတရားဝင်ဆက်တယ်လိုက်ကြောင်း KIA တရင်မြို့ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပြပါရယ်။စစ်ကောင်စီရုံးတွေဌာနဆိုင်ရာရုံးတွေကိုချိတ်ပိတ်လိုက်သလိုအကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ဝါစိမ်းတွေအလံတွေကိုလည်းဖျောက်ချလိုက်တယ်လို့သိရှိရပါရယ်။မြို့ရင်းမှာလည်း uniform ကို KIA တပ်ဖွဲ့ဝင်တွေကတက်ဆွဲထားတယ် ို့ KIA သတင်းရင်းမြစ်ကပြောပြပါဗျ။လွယ်ကျယ်မြို့မှာအကျန်းဖက်စစ်တရဲတပ်စခန်းတစ်ခုရှိပေမဲ့လည်းတရုတ်ရဲ့ဖိအားကြောင့်ပြစ်ခတ်မှုလှုပ်ဆောင်ခြင်းမပြုဘဲ KIA တပ်တွေကဝိုင်းထားတယ်လို့သိရှိရပါဗျ။စစ်ကောင်စီဘက်ကတပ်နယ်ရဲတွေဝန်ထမ်းတွေဟာယူနီဖောင်းတာမဟုတ်တော့ဘဲအရဲဝတ်တွေနဲ့သာနေထိုင်ကြသလိုလက်လက်ကင်ဆောင်တာမျိုးလည်းမတွေ့ရဘူးလို့မြို့ကန်တွေနဲ့ KIA သတင်းမြစ်ကပြောပါရရှင်။ တနင်္သာရီတန်းသတင်းတပေါ်ကိုတင်ဆက်ပေးကြပါမယ်။တနင်္သာရီတန်းဒဝဲချင်းထောင်ကနိုင်ငံရေးအကျဉ်းသားကိုမင်းသူနဲ့ကိုဝင်းစီဟာတို့ကိုစစ်ဘက်ရာလုံကျွေးတပ်ဖွဲ့ဆက်ရဖားကထောင်ပြင်ကိုခေါ်ထုတ်ကနှိမ့်ဆက်တပ်ဖြတ်ခဲ့ပြီးရုံလောင်းကိုဖျက်ဖျက်ခဲ့လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်ကဥဆောင်ကော်မတီဝင် ကိုတိုက်ထွန်းဦးကပြပြပါရယ်မလ18ရက်နေ့ညပိုင်းအချိန်ကအကြမ်းဖက်စစ်တပ်ရဲ့စစ်ဘက်ရာလုံကျွေးတပ်ဖွဲ့ဆက်ရဖားက ကိုမင်းသူနဲ့ကိုဝင်းတီရတို့ကိုထောင်တွင်းကနေဖုန်းနဲ့ပြည်သူ့ကာကွယ်တပ်ဖွဲ့တွေကိုအဆက်အသွယ်ပြုလုပ်တယ်လို့ဆွဆွဲကခေါင်းဆောင်အမေရိကန်စွတ်ကထောင်ပြင်ကိုခေါ်ထုတ်ပြီးနှိမ့်ဆက်တက်ဖြတ်ခဲ့တာလည်းဖြစ်ပါတယ်။ကိုမင်းသူနဲ့ကိုဝင်းတီရတို့ကိုဘယ်နှစ်ကတက်ဖြတ်လိုက်တယ်ဆိုတာကိုမိသားစုဝင်တွေကို မသိရှိရသလိုရုံလောင်းကိုလည်းပြင်မရပဲစုံစဲမင်းမြန်းလို့လည်းမရဘူးလို့သိရှိရပါတယ်။အကျန်းဖက်စစ်တပ်ရဲ့ညှင်းဆဲနှိမ့်ဆက်တက်ဖြတ်ခံရပြီးကြာဆုံးသွားရတယ်။အသက်25နှစ်အရွယ်ရှိတဲ့ကိုမင်းသူခေါ်မ ော်လဝီရှက်မင်းဟာအစ္စလမ်ဘာသာဝင်ဆရာတဦးလည်းဖြစ်ပါတယ်။သူဟာထောင်ထဲမှာကျမ်းမာရေးမကောင်းသူဖြစ်ကာအကျမ်းဖက်ပုံမှန်နဲ့ထောင်ထဲဆယ်နှစ်အမင့်ချမှတ်ခံထားရတာဖြစ်ပြီးနောက်ထပ်ပုံမှန်သုံးခုနဲ့လည်းဆက်စင်းနေစေဖြစ်တယ်လို့သိရပါတယ်။ကိုဝင်းတီဟာကလည်းအကြက်ဖက်ပုံမှန်နဲ့ထောင်တန်းခုနှစ်ကြက်ခံနေရသူဖြစ်တယ်လို့ထဝဲခရိုင်နိုင်ငံရေးအကျဉ်းသားများကွန်ရက်စီကနေသိရှိရပါရဲ့ရှင်။ မကွေးတန်တဲ့တဘောကိုတင်ဆက်ပေးကြပါမယ်။မကွေးတန်ထိနှိမ့်မြုံနယ်ရေမျက်နှာကြီးရွာကိုအကျန်းဖက်စစ်တပ်မီးရှို့ဖျက်ဆီးခဲ့ရမှာနေအိမ်နေရာကျော်မီးလောင်ပြတ်ကျခဲ့ရလို့ YRA ထိနှိမ့်တဲ့ဘက်ကတခင်စော်ကပြပြပါရတယ်။ဧပြီလ3ရက်နေ့မနက်ပိုင်းချိန်က ကျောမျိုးကပ္ပစာ23တက်အတွင်းကစစ်ကူပေးဖို့ထွက်ခွာလာတယ်။အကြမ်းဖက်စစ်သားတွေဟာရေမျက်နှာရေစကန်နီအရောက်မှာပြည်သူပိုင်းနေတွေကိုစတင်မီးရှို့ခဲ့တာလည်းဖြစ်ပါတယ်။အဲလိုမီးရှို့ဖျက်ဆီးမှုကြောင့်နေအိမ်200ကျော်ဟာမီးလောင်ပြကျသွားတယ်လို့လည်းသိရှိရပါတယ်။မီးရှို့နေတဲ့အကြမ်းဖက်စစ်သားတွေကို YRA ထိလင့်တပ်ဖွဲ့က40မမနဲ့တွားရောက်ပြစ်ခတ်တိုက်ခိုက်ခဲ့ရမှာအကြမ်းဖက်စစ်သားတဦးဟာသေသွားပြီး ပုံးဟာဒဏ်ရရှိခဲ့လို့ WiFi တပ်ဖွဲ့ကတခင်စော်ကပြပြပါရယ်လက်ရှိမှာရေမျက်နှာရေစကန်နဲ့အနီးတစ်ဝက်တောင်ကုန်းတွေမှာအကြမ်းဖက်စစ်သားတွေနေရာယူတက်ဆွဲထားတယ်လို့လည်းသိရှိရပါရယ်ရှင်ဟုတ်ကဲ့ပါရှင်ဒါကတော့ရန်ကုန်ခေတ်တဲ့မနက်ခေတ်သတင်းတွေကိုတင်ဆက်ပေးရပါကြည့်ရှုပေးရတဲ့ကျေးဇူးတင်ပါတယ်ရှင်ကျမမြပါ